အားလုံးပဲမင်္ဂလာပါခင်ဗျာရေလင်းဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့မိတ်ဆွေရဲ့ Facebook ကောက်က Facebook ကနေတရားဝင်ပတ်စံရှာလို့ရတယ်နိုင်ငံခြား region ဟုတ်မဟုတ်အဲကျွန်တော်စစ်စေးမွန်စစ်စေးနီးလေးကိုအစားဆုံးရှင်းပြပြီးတော့မှာဖြစ်ပါတယ်ခင်ဗျာအကယ်၍မိတ်ဆွေမှာ Facebook page တွေရှိတယ်ဒါမှမဟုတ်ရင်မိတ်ဆွေရဲ့ Facebook ကောက်ကပတ်စံရှာလို့ရတယ်ဒီ professional မှု on ထားတယ်ဆိုရင်မိတ်ဆွေလက်ရှိအသုံးပြုနေတဲ့ Facebook ကောက်ကနိုင်ငံခြား region ဖြစ်နေဖို့လိုအပ်ပါတယ်အကယ်၍မိတ်ဆွေရဲ့ Facebook ကောက်ကကျွန်တော်မြန်မာ region ကြီးဖြစ်နေရဆိုရင်တော့ဒါမိတ် ွေမှာရှိရဲ့ Facebook page အားလုံးဒါမှမဟုတ်ရင်မိတ်ဆွေရဲ့ Facebook account က professional မှု on ထားပေးမယ်ဒီ Facebook ကနေပြီးတော့ပတ်စံရှာလို့ရမှာမဟုတ်ဘူးပေါ့နော်ဒါကြောင့်မလို့မိတ်ဆွေရဲ့ Facebook account ကနိုင်ငံခြား region ပတ်စံရှာလို့ရတဲ့နိုင်ငံသား region ဟုတ်မဟုတ်ဒါမှမဟုတ်မြန်မာပတ်စံရှာလို့မရတဲ့မြန်မာ region ပေါ်နေသေးလားဆိုတာကိုစစ်ဆေးပုံစစ်ဆေးနည်းလေးကိုအသာဆုံးရှင်းပြပြတော့မှာဖြစ်ပါတယ်ဗျပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ Facebook အကောင့်ထဲကိုတစ်ချက်ဝင်လိုက်ပါတော့အဲကျွန်တော် Facebook ကနေပတ်စံရှာဖို့အတွက်ဆိုရင်တရားဝင်ရှာလို့ရတဲ့နည်းလမ်းနှစ်ခုရှိတယ်ပေါ့နော်အဲအဲကျွန်တော်တို့ဒီမိတ်ဆွေ ရဲ့ဒီ Facebook account မှာဒီ create page ဆိုပြီးတော့ကျွန်တော် page တွေထောင်ထားတာပဲဖြစ်ဖြစ်ဒါမှမဟုတ်မိတ်ဆွေရဲ့လက်ရှိ Facebook account ကိုကျွန်တော်တို့ဒီ professional move on လိုက်တာပဲဖြစ်ဖြစ်ပေါ့နော်ဒီနှစ်နီးကနေကျွန်တော်ပတ်စံရှာလို့ရတယ်ကြိုက်တဲ့နီးနဲ့ရှာမိတ်ဆွေရဲ့ Facebook account ကတော့နိုင်ငံသား region ဖြစ်နေမှာကျွန်တော်ပတ်စံရှာလို့ရမှာပေါ့နော်မြန်မာ region ပေါ်နေရင်တော့ကျွန်တော်ပတ်စံရှာလို့ရမှာမဟုတ်ပါဘူးအဲဒါဆိုကျွန်တော်သွားကြည့်ရအောင်ပေါ့နော်ကိုယ့်ရဲ့ Facebook account ထဲဝင်ပြီးသွားပြီဆိုရင်ကျွန်တော်ညာဘက်ဆုံးအပေါ်ဆုံးမှာရှိတယ်ကိုယ့်ရဲ့ profile ပုံနဲ့ menu button လေးသုံးတန်းရှိရပေါ့နော်အဲ့နေရာလေးကိုတစ်ချက်သွားလိုက်ပါဗျာ အဲ့နေရာလေးရောက်သွားပြီဆိုရင်အောက်ကိုနည်းနည်းဆွဲလိုက်ပါအောက်ကိုနည်းနည်းဆွဲလိုက်ရင်ကျွန်တော်တို့ပုံမှန်အတိုင်းပဲဒီနေရာမှာ setting privacy ဆိုတာလေးကိုတွေးရလိမ့်မယ်ပေါ့နော်ဒီ setting icon လေးနဲ့ပေါ့နော်အဲ့ setting privacy ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါခင်ဗျာဒါလေးကိုတစ်ချက်နှိပ်ပြီးဆိုရင်တော့ဒီနေရာမှာ setting တို့ privacy center လို့ your time on facebook စသဖြင့်အများကြီးတွေးရပါလိမ့်မယ်ဗျာအဲ့နေရာမှာကျွန်တော်တို့ဒီအပေါ်ဆုံးကလူပုံစံဒီ profile icon လေးနဲ့ setting ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာဒါလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပေးလိုက်ပါ ါဒါလေးကိုတစ်ချက်နှိပ်လိုက်ပြီဆိုရင်တော့ကျွန်တော်ဒီအပေါ်ဆုံးမှာအကောက်စင်နာဆိုတာလေးရှိရပါတော့အကောက်စင်နာဆိုတာကျွန်တော်အခု၄000အနီပေါင်းခတ်ပြပြီးရနေရကြိုက်တဲ့နေရာကိုနှိပ်လို့ရတယ်တချို့ကြောင်လည်းဒီစီမိုးရင်အကောက်စင်နာကိုနှိပ်တယ်ပေါ့နော်ဒါမှမဟုတ်ဒီလွတ်တဲ့နေရာဒီကြိုက်တဲ့နေရာကိုနှိပ်လို့ရပါတယ်အဓိကကတော့ဒီပေါင်းအတွင်းဖြစ်ရင်ရပြီပေါ့နော်အဲဒီမီတာအကောက်စင်နာဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပြလိုက်ပါဗျအဲတစ်ချက်နှိပ်လိုက်ပြီဆိုရင်ကျွန်တော်ဒီနေရာမှာ အာဒီလိုမျိုးကြီးအများကြီးတန်းစီပြီးတော့ကျွန်တော်တို့ပေါ်လာလိမ့်မယ်ပေါ့နော်ဒီလိုမျိုးတွေပေါ်လာပြီဆိုရင်ကျွန်တော်တို့ကအဓိကကျွန်တော်တို့ရဲ့ account နဲ့တက်ဆိုင်တဲ့ information အချက်အလက်တွေကိုသွားကြည့်မှဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် your information permission ဆိုတဲ့နေရာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြရမှာဖြစ်ပါတယ်ခင်ဗျာဒီနေရာလေးပေါ့နော်ဒီနေရာလေးတစ်ချက်ထပ်ပြီးတော့နှိပ်ပြလိုက်ပါခင်ဗျာ ဒီနေရာလေးကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ SSU information ဆိုတဲ့ဒီအပေါ်ဆုံးမှာရှိရဲဒီ Facebook icon နဲ့ SSU information ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာဒါဆိုရင်တော့ကျွန်တော် region သွားကြည့်လို့ရပြီပေါ့နော်အဲ့လိုတစ်ချက်နှိပ်ပေးလိုက်ပါအဲတစ်ချက်နှိပ်လိုက်ပြီဆိုရင်ကျွန်တော်ဒီနေရာမှာအပေါ်ဆုံးမှာပဲပေါ်နေလိမ့်မယ်ပေါ့နော်အဲဖုန်းဝင်ဒီအကောင့်တော်တော်များများကတော့ဒီအပေါ်ဆုံးမှာဒီလိုမျိုးတမ်းပြီးပေါ်နေလိမ့်မယ်အကယ်၍တမ်းမပေါ်ခဲ့တော့ရှိရင်ကျွန်တော်ဒီနေရာမှာဘာလို့နှိပ်ပြရမလဲဆိုရင်ဒီ CMO အဲဒီနေရာမှာပေါ့နော်ဒီနေရာမှာဒီလိုမျိုး simo reason activity ဆိုတာလေးရှိတယ်ပေါ့နော်အဲ့ဟာလေးကိုတစ်ချက်နှိပ်ပြရမှာဖြစ်ပါတယ်ဗျအဲ့လိုမျိုးလေးနှိပ်ပြလိုက်လေရရပေါ့နော်အဲ့လိုမျိုးအပေါ်မှာတန်းပေါ်နေရတဲ့ကောက်တရားတော့ တော့တော်တော်များများတော့အပေါ်မှာဒီလိုမျိုးတန်းပုံနေရပါတော့မပေါ်ရင်ကျွန်တော်အခုပြပြလိုလေးနှိပ်ပြလိုက်ပါ reason activity ဆိုတာလေးဒီလိုလေးနှိပ်လိုက်ပြီဆိုရင်တော့ဒီမှာ location လေးတစ်ခုနဲ့အပေါ်သုံးမှာပဲတွေ့ရပါလိမ့်မယ်အဲဒါဆိုရင်ကျွန်တော်အခုလက်ရှိမိတ်ဆွေတို့အဆန်းပြရဲ့ Facebook account က your primary location if near ဆိုတော့ balance sign ဒီရုပ်တရပေါ့နော်ဒါကတော့ကျွန်တော်အခုလက်ရှိနေတဲ့နေရာပေါ့နော် ရုပ်တရ location ကိုလာပြနေရဖြစ်ပါတယ်ဗျအကယ်၍မိတ်ဆွေရဲ့ Facebook account ကဒီနေရာမှာနိုင်ငံခြား region Facebook ကနေပြီးတော့ပတ်စံရှာလို့ရရဲ့တရားဝင် alignment ဖြစ်တဲ့နိုင်ငံတွေရဲ့ region တစ်ခုခုဖြစ်နေရဆိုရင်တော့ဒါမိတ်ဆွေရဲ့ Facebook ောက်ကို professional မှု on ထားတာပဲဖြစ်ဖြစ်ဒါမှမဟုတ်မိတ်ဆွေရဲ့ Facebook ကောက်ကဟို page အခြား page တွေရဲ့ admin ဖြစ်နေရဆိုရင်ဒါမိတ်ဆွေရဲ့ ပြည်ဒီမှာကျွန်တော်ဘောနက်တို့ရီတို့ဒီ connect modernization လို့ခေါ်တဲ့ CN လို့စားရှိတဲ့ပြည်နေရနေပြီးတော့ invite လုပ်ပြီးတော့ဒါပတ်စံရှာလို့ရနိုင်မဲ့အခွင့်အရေးရှိနေပြီပဲဖြစ်ပါတယ်အကယ်၍ဒီနေရာမှာမြန်မာဆိုပြီးပေါ်နေရဆိုရင်တော့ဒါမိတ်ဆွေရဲ့အကောက်ကပတ်စံရှာလို့ရမှာမဟုတ်ပါဘူးအဲဒီလိုမျိုးနိုင်ငံခြား region ပေါ်နေရင်တော့အကြောင်းမဟုတ်ဘူးအကယ်၍ဒီလိုဒီနေရာမှာကျွန်တော်မြန်မာ region ပေါ်နေလို့နိုင်ငံခြား region ပေါ်ခြင်းပေါ်ခြင်းနဲ့ဆိုရင်လုံးလို့ရမယ့်အချက်နှစ်ချက်ရှိရပါတော့တချို့ကြောက်လည်းဒီနေရာနေပြီးတော့ primary location ကိုသွားချိန်ကြတယ်ပေါ့နော်ကျွန်တော်ကတော့အဲ့ဒီနေရာအဆင်မပြေဘူးဒါမှမကျွန်တော်ကသွားမချိန်ဘူးအ ဲဒီနေရာမှာကျွန်တော်တို့နိုင်ငံခြား region ပေါ်နေပေါ်ခြင်းနဲ့ဆိုရင်ပေါ့နော်မိတ်ဆွေရဲ့ Facebook ကောက်ကမြန်မာ region ပေါ်နေလို့နိုင်ငံခြား region ချိန်ညင်နေဆိုရင်အလွယ်ကူဆုံးဟိုကိုမြန်မာနိုင်ငံမှာနေပြီးတော့အလွယ်ကူဆုံးချိန်လို့ရမယ်နီလန်းကတော့ကျွန်တော်တို့ဒီ ဟိုနင်းပေါ့ပရီမီယံ VPN လို့ခေါ်တယ်ပတ်စံကြီးပတ်စံလာစင်ကြီးပေးပြီးဝယ်သုံးလို့ရတယ်ပေါ့နော်ဒီ location ညိနေ VPN တခုကိုဝယ်သုံးရမှာဖြစ်ပါတယ်ဗျဥပမာအားဖြင့်ကျွန်တော် Expert VPN လို့ပါလို့ပေါ့နော်ဒီလိုမျိုးကိုကျွန်တော် location တခုတည်းကိုကန့်တက်ပြီးထားပါဥပမာအားဖြင့်ကျွန်တော်တို့ Thai ဆိုရင် Thai စင်ကာပူဆိုစင်ကာပူဒီလိုမျိုးဒီလိုမျိုး location တခုတည်းကိုဟိုကန့်တက်ပြီးသုံးပေါ့နော်ဟိုဂျပန်သုံးလိုက် United States သုံးလိုက် Thai သုံးလိုက်စင်ကာပူသုံးလိုက်ဒီလိုမျိုးမလုပ်ဘဲနဲ့ Thai ဆိုရင် Thai location တခုတည်းကိုပဲကျွန်တော်ကန့်တက်ပြီးသုံးပေးရမှာဖြစ်ပါတယ်အဲပြီးပြီးဆိုရင်မိတ်ဆွေရဲ့ Facebook account ထဲကို ဝေစတင်နေကိုပြန်ဝင်လိုက်ပေါ့နော်ဝင်ပြီးပြီဆိုရင်ကျွန်တော်ဒီအပေါ်တော့အကောင့်စင်တာဆိုတဲ့နေရာမှာကျွန်တော်ဒီဒီ password and security ဆိုတာလေးရှိရပေါ့နော်အဲ့ password and security ကနေဟွဲယူရ lotted in ဆိုတဲ့နေရာမှာမိတ်ဆွေရဲ့ Facebook account အကောင့်ဝင်ထားတဲ့ device တွေအကုန်လုံးကိုရှင်းပြပါအဲ နော် expert ပြုပြင်ဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုး location တကူကိုခံတော့ပြီးမိတ်ဆွေ Facebook account login ဝင်ထားရဲ့ဒီ reason activity ပေါ့နော်အဲ့ဟာရေအကုန်လုံးကိုရှင်းပြပါပြီးပြီဆိုရင်မိတ်ဆွေရဲ့ဖုန်းမှာဒီ Fine GPS လို့ခေါ်တဲ့ software လေးကိုမိတ်ဆွေဟိုမှာထိုင်းဆိုရင်ထိုင်းစင်ကာပူဆိုရင်စင်ကာပူဒီလိုမျိုး location လေးကိုအများတန်းဖွင့်ဖွင့်ပြီးသုံးပေါ့နော်ကျွန်တော်ပြောခဲ့တာ၃ချက်ပါနံပါတ်၁ချက်ကတော့အဲကျွန်တော် expert VPN လို့မျိုး premium VPN တကူကို location တကူကိုကန့်တက်ပြီးသုံးရမယ်အဲဒုတိယတစ်ချက်ကတော့ ျွန်တော်ဒီ same GPS လို့ခေါ်တဲ့ software လေးကိုအဲ့ကိုသုံးတဲ့ location အတိုင်းပေါ့နော်ကိုသုံးတဲ့ဒီ ဟိုပြီးပြင် location အတိုင်းကျွန်တော်တို့ဒီ faint gps လို့ခေါ်တဲ့ software လေးကိုကျွန်တော် location လေးကြော်ပြီးသုံးတတိယတစ်ချက် ကတော့ base ရဲ့ facebook account ကိုကျွန်တော်တို့ဒီ login ဝင်ထားတဲ့ reason တွေအကုန်လုံးကို remove လုပ်ပြလိုက်ပါဘောနော် device တွေအကုန်လုံးကိုရှင်းပြလိုက်ပါဗျာဒါဆိုရင်တော့ base ရဲ့ facebook account ကတိတ်မကြခင်မှာနိုင်ငံခြား region ပေါ်သွားမှာဖြစ်ပါတယ်အဲဒီနေ့ video လေးကတော့ facebook ကနေ person share ဖို့အတွက် base တို့အတွက်တစ်ဖက်တစ်လမ်းနေအကူအညီရမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ video လေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်လည်းဒူးချင်းတွေကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ